တိပြုပွဲရာစစ်ကော်မရှင်၏ဝါဒဖြန့်ချီမှုများရွေးကောက်ပွဲနှင့်နှုတ်ပညာရှင်ဆယ်လီများ၏မျက်နှာဖုံးမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးခြေအနေဟာရှုပ်ထွေးနှံနေလျက်ရှိတဲ့အတွက်စစ်ကော်မရှင်ဟာ၎င်းရဲ့အာဏာတည်မြဲရေးနဲ့လုပ်ရက်တွေကိုတရားဝင်မှုရရှိစေဖို့ကြိုးပမ်းပြီးမျိုးစုံသောဝါဒဖြန့်ချီရေးနည်းလမ်းတွေကိုအသုံးပြုနေပါတယ်။ထို့သဖြင့်လာမယ့်ရွေးကောက်ပွဲတွေအတွက်လူလူရဲ့စိတ်ဝင်စားမှုကိုရယူဖို့နဲ့၎င်းတို့ရဲ့လုံဆောင်ချက်တွေကိုထောက်ခံစေဖို့ကြိုးပမ်းပြီးလူသိများထင်ရှားတဲ့သရုပ်ဆောင်တွေနဲ့ လူမှုကွန်ရက်မှာ celebrity တွေရဲ့ဩဇာအာဏာကိုအသုံးချကာဝါရမိုင်းများတိုက်ခြင်းဟာပြည်သူလူထုအတွင်းစိတ်ပိုင်းဆိုင်ရာလှည့်ပြားမှုဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်အထူးသတိထားဆင်ခြင်ဖို့နဲ့အမှန်တရားကိုခွဲခြားနိုင်ဖို့အရေးကြီးကြောင်းသတိပေးတိုက်တွန်းလိုပါတယ်။ဝါရဖြန့်ချီမှုရဲ့အဓိကပုံစံတွေကတော့စစ်ကော်မရှင်ရဲ့ဝါရဖြန့်ချီရန်ရမှာနီလန်းများစွာကိုပုံစံမျိုးမျိုးနဲ့အသုံးပြုနေတာကိုတွေ့ရပါတယ်။နံပါတ်1အမှုပညာရှင်များနဲ့ရွေးကောက်ပွဲအောင်မြင်စေရန်လှုံ့ဆော်ခြင်း ဒီနည်းလမ်းဟာပြည်သူလူထုပေါ်ဩဇာလွှမ်းမိုးမှုရှိတဲ့ဥပညာရှင်တွေကိုရှေ့တန်းတင်အသုံးပြုတာဖြစ်ပါလေ။ဖြော်ပြရေးကိုအသုံးပြုပြီးရွေးကော်ပွဲဟာနိုင်ငံတည်ငြိမ်ရေးအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့နိုင်ငံရေးသတင်းစကားကိုလူထုထံနက်နက်နဲနဲရိုက်သွင်းခြင်းဖြစ်ပါလေ။ထင်ရှားတဲ့တပ်တွေတာတကခေတ္တပိုင်းကိုဒုံဆိုင်ညီသူများရုပ်ရှင်မကြသေးမီကထွက်ရှိခဲ့တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများအမည်ရှိတဲ့ရုပ်ရှင်ဇာတ်ကားဟာရွေးကောက်ပွဲကိုလှုံ့ဆော်တဲ့ဝါရပြန့်ချီမှုရဲ့ထင်ရှားတဲ့တပ်သေးတာကဖြစ်ပါတယ် အဲ့ဒီဇာတ်ကားမှာ Academy NATO, Academy မြင့်မြတ် Academy နေဝင်းအေးချမ်းမောင်ချူလေးမင်းမြင့်မိုးစတဲ့လူလူပေါ်ဩဇာလွှမ်းမိုးနိုင်တဲ့ထိတ်တန့်နုပညာရှင်များစွာကို အများအပြားအသုံးပြုထားတာကိုတွေ့ရပါတယ်။ရည်ရွယ်ချက်ကတော့၎င်းတို့ရဲ့လူကြိုက်များမှုနဲ့လူမှုရေးအရတည်မြဲနေတဲ့ရုပ်ပုံလွှာကိုအသုံးချပြီးရွေးကောက်ပွဲဟာနိုင်ငံရဲ့တခုတည်းသောထွက်ပေါက်ဖြစ်တယ်လို့လူလူကိုယုံကြည်လက်ခံစေဖို့တမင်တကာဖန်တီးခြင်းနဲ့ဝါရဖြန့်ချီခြင်းဖြစ်ပါတယ်။ဇာတ်ကားပါသတင်းစကားဟာ စစ်ရေးပြဿနာများကြားမှရွေးကောက်ပွဲကိုကျင်းပခြင်းဖြင့်သာနိုင်ငံရေးအကျပ်တဲမှယုံထွက်နိုင်မယ်လို့ဟန်ဆောင်ပုံဖော်ကနိုင်ငံရေးတွေးခေါ်တွေကိုပုံမလွယ်ကူလျင်မြန်စွာလက်ခံသွားနိုင်စေရန်ကြည်ရွယ်ပါတယ်။နံပါတ်2မီဒီယာနဲ့လူမှုကွန်ရက်ကိုအသုံးပြုတဲ့ပုံစံများလူမှုကွန်ရက်မှဆယ်လီများနဲ့မဲဆန္ဒရှင်စီယုံချင်းလူမှုကွန်ရက် Facebook TikTok ပေါ်မှာ follower များပြတဲ့ content creator များ celebrities များအားအခွင့်အရေးများပေးကမဲပေးရန်လှုံ့ဆော်တဲ့အကြောင်းအရာများတင်ခိုင်းခြင်း ၎င်းတို့ရဲ့ဖျော်ဖြေရေးပုံရိပ်ကိုအသုံးချပြီးရွေးကောက်ပွဲကိုတရားဝင်မှုရှိတယ်လို့ထင်ရစေဖို့ကြိုးစားခြင်းလိုပဲဖြစ်ပါတယ်။တရားဝင်မီဒီယာမှသတင်းမှောင်ချမှုစစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ MRTV ၊မြဝတီ၊မြမအလင်းနဲ့ဂျေးမုံစတဲ့မီဒီယာတွေကိုအသုံးပြုက၎င်းတို့ရဲ့လှုပ်ဆောင်ချက်တွေဟာနိုင်ငံတော်ကိုကာကွယ်ရန်နဲ့တရားဥပဒေစိုးမိုးရေးတွက်တာဖြစ်ကြောင်းအဆက်မပြတ်ဖော်ပြခြင်းနဲ့တော်လိုင်းဖွဲ့စည်းတွေရဲ့လုပ်ရက်တွေကိုအကြမ်းဖက်မှုများအဖြစ်သာပုံကြီးချက်ဖော်ပြခြင်းလူမှုကွန်ရက်ပေါ်မှာ board နဲ့ fake account များ အကောင့်အထုများနဲ့ပုံများကိုအသုံးပြုပြီးသတင်းမှားများဖြန့်ဝေခြင်း disinformation ရွေးကောက်ပွဲမှသာထွက်ပေါက်ဖြစ်ကြောင်းအယောင်ဆောင်ထောက်ခံသူများနဲ့ဝါဒဖြန့်ချီကပြည်သူလူထုစိတ်သက်ကြာစင်းစေဖို့ကြိုးပမ်းခြင်းတို့ဖြစ်ပါတယ်။ဆက်သွယ်ရေးလုပ်ငန်းများမှပြုံဆောင်မှုများစစ်ကော်မရှင်နဲ့စီးပွားပတ်များထိန်းချုပ်ထားတဲ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကရွေးကောက်ပွဲလှုံ့ဆော်ရေးသို့မဟုတ်စစ်ကော်မရှင်အသိပေးလိုတဲ့သတင်းချက်လက်တွေကိုလက်ကင်ဖုန်းများသို့ပေးပို့ခြင်းအစိုးရဝန်ထမ်းများအသုံးပြုခြင်း စစ်ကော်မရှင်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနမှမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသစ်တစ်ခုတိုးချဲ့ဖွဲ့စည်းကဝန်ထမ်းများအားလူမှုကွန်ရက်များမှအကောင့်တူများနဲ့ဝါရပြန့်ကြီးရေးမှတ်ချက်များရေးသားစေခြင်းနဲ့သတင်းမှားများဖြန့်ချီစေခြင်းတို့ဖြစ်ပါတယ်။ပြည်သူလူထုဤစင်ကြုံတရားဖြင့်တုံ့ပြန်မှုစစ်ကော်မရှင်ရဲ့ဝါရပြန့်ကြီးမှုတွေကိုထိရောက်စွာတန်းပြန်နိုင်မှုအတွက်ပြည်သူတိုးချင်းစီရဲ့သတင်းချက်လက်တွေကိုစင်ကြင်သုံးသပ်နိုင်စွမ်း critical thinking ပေါ်မှာများစွာမှုတည်နေပါတယ်။လိုက်နာတဲ့အရေးကြီးချက်များ ံပါတ်1ဩဇာလွှမ်းမိုးမှုကိုဝေဖန်သုံးသပ်ပါကလူပညာရှင် သုံးမဟုတ်ဆယ်လီတူးကရွေးကောက်ပွဲကိုထောက်ခံတဲ့အခါ၎င်းတို့ဟာမြေသူအတွက်ရက်တီပြောဆိုနေတယ်၎င်းတို့ရဲ့ကိုရီးကိုရာအကျိုးစီးပွားအကယ်ဒမီစုများရုပ်ရှင်ရိုက်ခွင့်များလုံခြုံရေးရှိမရှိစစ်ဆေးပါ၎င်းတို့ရဲ့ဖြောပြေးနယ်ပယ်မှစကားကိုနိုင်ငံရေးအမှန်တရားအဖြစ်လက်မခံသင့်ပါနံပါတ်2ရွေးကောက်ပွဲရဲ့အခြေခံမူကိုစဉ်းစားပါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းသုံးမဟုတ်လှုံ့ဆော်မှုတွေကိုဖတ်ရှုတဲ့အခါ စစ်မှန်သောလွတ်လပ်မှုနဲ့တရားမျှတမှုတို့အပြည့်အဝရှိမရှိစဉ်းစားပါ။နံပါတ်3သတင်းရင်းမြစ်စစ်ဆေးပါလွတ်လပ်တဲ့မီဒီယာသို့မဟုတ်ယုံကြည်စိတ်ချရတဲ့သတင်းဌာနများဥပမာ BBC, ARD, မြန်မာနောင်စသည်မှလာတဲ့သတင်းဟုတ်မဟုတ်စစ်ဆေးပါ။နံပါတ်4ဝါရဖြန့်ချီတဲ့တုံတုံများသတိထားပါ။ရွေးကောက်ဝဲကိုတင်းငိအေဂျင်ရေးဤတခုတည်းသောလမ်းကြောင်းစတဲ့စကလုံးများနဲ့ထက်ခါတလဲလဲပေါ်ပြတက်ခြင်းဟာစိတ်ပိုင်းဆိုင်ရာဖိအားပေးမှုနဲ့ဖလှယ်ပြားမှုဖြစ်တာကိုသတိပြုပါ။ ဒီကုန်းချုပ်အနေနဲ့ကတော့ဒီမိုကရေစီရေးလှုံ့ဆော်မှုတွေမှာမှန်ကန်တဲ့ဗလိုက်မှုမရှိတဲ့သတင်းအချက်အလက်သိရှိပိုင်ခွင့်ဟာအင်အားတည်းရဖြစ်ပါတယ်။အမှုပညာရှင်တဲ့ဆယ်လီတွေရဲ့မျက်နှာဖုံးနောက်ွယ်မှာလှည့်ပြားမှုတွေကို မြင်နိုင်ရန်မျက်စိပွင့်နားပွင့်ရှိရန်စိစိဆက်ဆက်လေ့လာရန်နဲ့အမှန်တရားကိုမမှိတ်မသုံးဖတ်တွေ့ထားရန်လွန်စွာအရေးကြီးကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာ။